မြန်မာနိုင်ငံကလေးအမှုမျိုးပုံ334လုံးနှင့်ညီမျှတဲ့စွမ်းရင်ကို ထုတ်လုပ်ခဲ့တယ်လို့အမေရိကန်ဘူမိဗေဒပညာရှင်ပြောလိုက်ပါပြီ။2025ခုနှစ်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ပြင်းအား9တက်သမခွန်နှစ်ရှိမလင်ဟာအမှုမျိုးပုံ334လုံးနဲ့ထုတ်လုပ်တဲ့စွမ်းရင်ကိုထုတ်လုပ်ခဲ့တယ်လို့အမေရိကန်ဘူမိဗေဒပညာရှင် Jeffinis က CNN ကိုပြောကြားခဲ့ပါတယ်။ ငလင်းလုတ်ခတ်မှုတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့သူကသတိပေးထားပါတယ်။ဒီငလင်းကြောင့်ထွက်လာတဲ့ဆွမ်းအားဟာအမှုမြုပ်ပုံး334လုံးနဲ့ညီမျှပါတယ်လို့ဖီနစ်က CNN ကို ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့မြေအောက်မှာရှိတဲ့အိန္ဒိယကြောက်လွာချက်ကြီးနဲ့ယူရိုအေရှားကြောက်လွာချက်ကြီးကဆက်လက်ပုတ်တိုက်နေပြီးနောက်ဆက်တွဲငလင်းတွေလာပေါင်းများစွာဆက်လက်ဖြစ်ပွားနိုင်တယ်လို့သူကသတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာပြည်တွင်းစစ်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေရှိနေခဲ့ပြီးငလင်တန်ကြောင့်ပုံမိုဆိုးရွားလာလိမ့်မယ်လို့ထင်မြင်ကြောင်းဖီနစ်ကဆိုပါတယ်။ငလင်မလုတ်ခင်တုန်းကတော့မြန်မာနိုင်ငံဟာအကြက်တဲဖြစ်နေတာအခုငလင်တန်ခံရတာနဲ့ပေါင်းလိုက်ရင်မျောလင်းချက်မဲ့လူနေပါအခြေအနေဖြစ်သွားလိမ့်မယ်လို့ သူကဆက်လက်ပြောပါတယ်အရင်ကတည်းကပြည်ရင်းစစ်တန်းခံရနေတဲ့မြန်မာနိုင်ငံဟာစစ်တပ်အာဏာသိမ်းမှုကနေတိုက်ပွဲတွေပုံမှုပြင်းထန်လာပြီးအခုဆို၄နှစ်ကြာမြင့်ပြီဖြစ်ပါတယ်ပြည်ရင်းစစ်အပြင်ဆက်တွယ်ရေးပြတ်တောက်မှုတို့ပေါင်းဆက်ကငလင်လှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကိုနိုင်ငံပြင်ပကသိရှိနားလည်ဖို့ခက်ခဲစေမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီငလင်ကြောင့်အနည်းဆုံးလူ၁၀၀၀ကျော်လောက်သေဆုံးနိုင်တယ်လို့အမေရိကန်ဘူမိဗေဒအသင်းကပြောဆိုထားပါတယ်